အားလုံးပဲမင်္ဂလာပါဆိုမိမာ channel ကနေကြိုဆိုပါ၏မြန်မာသတင်းများနဲ့နိုင်ငံတကာသတင်းများနှာထောင်ကြရအောင်မေလ30ရက်2025အကြမ်းဖက်သမား CNF နဲ့ CDF တွန်ဆန်ရဲ့အမိန့်ကြောင့်တွန်ဆန်မျိုးနယ်တွင်တွင်ရွာသားအားလုံးနေရဆုံခွာထွက်ပြေးခဲ့ရလို့ဒေတာခန့်တွေကပြောကြားမေလ၈ရက်နေ့နေ့လယ်10နှစ်နာရီမတိုင်ခင်တွန်းဆက်မျိုးနယ်တွီးတွံရွာရှိရွာသားအလုံးထွက်ခွာရန် အကျန်းဖက်သမားစီတီတွန်ဆံမအမိတ်ပေးသည့်အတွက်ရွာအတွင်းတွင်မြည်သူများမနေရဲတော့ပဲစွန့်ခွာထွက်ပြေးခဲ့ရကြောင်းတွန်ဆံမျိုးနယ်မှဒေသခံများထံမှသိရှိရပါသည်မေလ၈ရက်နေ့နေ့လယ်၁၀နှစ်နာရီနောက်ပိုင်းတွေးတွက်ရွာမှာဘသူမှမနေရဆိုပြီး အကျန်းဖက်သမားစီတီတွန်ဆန်ဘက်ကအမိန်ထုတ်တာကြောင့်ရွာမှာကျန်နေသေးတဲ့ရွာသားတွေအလုံးရွာကိုစွန့်ခွာခဲ့ရသည့်အခုကျန်နေသေးတဲ့လူတွေက တခြားခိုးလုံစရာမရှိလို့ရွာမှာတောင်းတင်တဲ့အဖွဲ့တွေပါကိုအိမ်ကိုမြေကိုရွာကနေအခုလိုနှင်ထုတ်ခံရတော့အတော်လေးဝမ်းနေမိတယ်လို့ဒေတာခန်တူကပြောပါသည်ပြီးခဲ့တဲ့တပတ်ကြော်ကြော်တုန်းကရွာမှာရှိတဲ့ ASYE Two Town အသင်းရဲ့ ambulance ကားကိုလည်းအကျန်းဖက်သမား CDF တွန်ဆန်ကတင်ပိုက်ခဲ့ပါသည် 1880ခုနှစ်တွင်တည်ခဲ့ပြီးနှစ်ပေါင်း150ဆကျော်တက်တန်းရှိပြီဖြစ်တဲ့တွီးတံရွာဟာ2025မေလ10ရက်တွင် အကျန်းဖက်သမားစင်းလေးဖနစ်စတီဗ်တွန်ဆန်ပူပေါင်းတပ်ဖွဲ့များကအာနာရှင်စနစ်သုံးပြီးတင်ပိုက်ခဲ့ပါသည်မော်စကိုမှာရှီကျင်းဖြစ်တဲ့မင်းအောင်လိုင်းတွေ့ဆုံရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပနေတဲ့မဟာမျိုးချစ်စစ်ပွဲအောင်ပွဲ နှစ်၈၀ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်လာတဲ့တရုတ်သမ္မတရှီကျင်းဖင်နဲ့မြန်မာစစ်ကောင်ဆောင်မင်းလိုင်တို့တွေ့ဆုံခဲ့တယ်လို့တရုတ်ဆိုရပိုင်းစင်ဟွာသတင်းဌာနကဖော်ပြပါသည်။ စစ်ကောင်းဆောင်မင်းအောင်နိုင်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာမေကိုရဲ့နေ့ကအခမ်းအနားပြင်ပမှာတီးခြားရီဆုံးခဲ့ပြီးဒီတွေ့ဆုံမှုမှာရှီကျင်းဖင်ကမြန်မာငလင်ပေးပြန်လဲထူထောင်ရေးနဲ့မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက်စစ်ကောင်စီကိုဆက်လက်ကူညီသွားမယ်လို့ပြောဆိုခဲ့ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်းကလည်းသတင်းထုတ်ပြန်ထားပါသည်မြန်မာနိုင်ငံတွင်ပြုလုပ်မည့်ရွေးကောက်ပွဲကိုအားပေးထောက်ခံကြောင်းတရုတ်သမ္မတနှင့်နာဆကအုပ်ကထာဆွေးနွေး မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအပိထောက်ခံလျက်ရှိကြောင်းနဆကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့တွေ့ဆုံဆွေးနွေးခဲ့ပါသည် မေလ9ရက်ဒေသစံတော်ချိန်ညနေပိုင်းကဆိုလော့ဆိုလိုမော့စကာရှိပေကျင်းအခမ်းမဆောင်မှာတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီးတွေ့ဆုံဆွေးနွေးပွဲကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူကောင်စီတွဲဖက်တွင်ရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးကောင်စီဝင်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဒေါက်တာပရွှေခွန်ဆက်လွင်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေကာကွယ်ရေးဦးစီးချုပ်ယုံကအစင်မြင့်တက်မတော်အရာရှိကြီးတွေဒုတိယဝန်ကြီးတွေရုရှားနိုင်ငံဆိုင် ရမြန်မာနိုင်ငံတပ်အမတ်ကြီးနဲ့တာဝန်ရှိသူတို့တက်ရောက်ကြပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနဲ့အတူတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီပေါ်လစ်ဖြူရိုရဲ့အမြဲတမ်းကော်မတီအဖွဲ့ဝင်တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရုံးအကြီးအကဲဖြစ်သူ တရုတ်ကွန်မြူနတီပါတီဘ ഹു ကော်မတီပေါ်လစ်ဖြူရို အဖွဲ့ဝင်တရုတ်ကွန်မြူနတီပါတီဘ ഹു ကော်မတီရဲ့နိုင်ငံခြားရေးအကော်မရှင်ကြီးကနိုင်ငံခြားရေးဝန်ကြီးမဝိုင်းညာတရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးတွေနဲ့အစင်းမြင့်အရာရှိကြီးများရုရှားနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံတာဝန်ရှိသူတွေတက်ရောက်ကြပါသည် တွေ့ဆုံရမှာတရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖင်ကမြန်မာနိုင်ငံမှာဖြစ်ပေါ်ကြုံတွေ့ခဲ့ရတဲ့မန္တလေးငလင်ကြီးကြောင်းထိခိုက်ပျက်စီးခဲ့ရမှုတွေနဲ့ဆုံးရှုံးရမှုတွေအတွက်မြန်မာနိုင်ငံအစိုးရပြည်သူလူထုနဲ့ထပ်တူဝန်းနေရပါကြောင်းမြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတို့အတူတကွလက်တွဲပြီးပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအကောင်ဆုံးဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ယုံကြည်ပါကြောင်းနဲ့တရုတ်နိုင်ငံအနေနဲ့လည်းလိုအပ်တာတွေကိုကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းတရုတ်မြန်မာဆက်ဆံရေးဟာအခုနှစ်မှာ 85နှစ်ယောက်ရှိပြီဖြစ်ကြောင်းတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအချုပ်အခြာအာဏာနဲ့မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကိုအမြဲထောက်ခံအားပေးလျက်ရှိကြောင်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောပါသည်တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီးဒေသတွင်းနဲ့နိုင်ငံတကာမျက်နှာစာမှာမြန်မာနိုင်ငံဘက်မှယက်တီပေးတဲ့အတွက်လဲကျေးဇူးတင်ရှိပါကြောင်း မြန်မာနိုင်ငံအနေနဲ့အခုနှစ်ကုန်ပိုင်းမှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတရက်ကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်လျက်ရှိကြောင်းနဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်မှာနိုင်ငံတကာမှလေ့လာရေးအဖွဲ့တွေကိုလည်းဖိတ်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပြောပါသည်တွဲဆောင်ပွဲအပြီးမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတတို့ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။ဂါဇာကိုတည်ယူမိအစ္စရေးအစီအစဉ်စော်တီလက်မခံ ဂါဇာကမ်းမြောင်ဒေသကိုထိန်းချုပ်ဖို့စီစဉ်ထားတဲ့အစ္စရေးရဲ့အစီအစဉ်ကိုဆော်ဒီအာရေဗျကညှင်းဆို့လိုက်ပြီးဒါဟာအပြည်ပြည်ဆိုင်ရာဥပဒေနဲ့အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေတွေကိုဖောက်ဖျက်နေတယ်လို့ဝီလူစီသတင်းမှာဖော်ပြထားပါသည်။ဆော်ဒီအာရေဗျနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနကပါလက်စတိုင်းနယ်မြေတွေပေါ်မှာအစ္စရေးတိုးချက်နေရာချထားဖို့ကြိုးပမ်းနေတာတွေကိုညှင်းဆို့ကြောင်းပြောကြားခဲ့ပြီးဣသရေအာနာပိုင်တွေအနေနဲ့အပြည်ပြည်ဆိုင်ရာဆုံးဖြတ်ချက်တွေကိုလိုက်နာရမယ်လို့အလေးပေးဖော်ပြခဲ့ပါသည် အစ္စရေးအစိုးရကဂါဇာမှာစစ်ဆင်ရေးတွေပုံမူပြင်းထန်အောင် ဆောင်ရွက်မဲ့အစီအစဉ်ကိုအတည်ပြုခဲ့ပြီးအဲ့ဒီအစီအစဉ်မှာဂါဇာဒေသကိုသိမ်းယူတာသိမ်းယူထားတဲ့နေမျိုးတွေကိုဆက်လက်ထိန်းချုပ်တာပါလက်စတိုင်းနိုင်ငံသားတွေကိုဂါဇာတောင်ပိုင်းပြောင်းရွှေ့တာအကူအညီဖြန့်ဝေတာတွေကိုပုတ်ကလီကလုံခြုံရေးကုမ္ပဏီတွေနဲ့အတူထိန်းချုပ်တာတွေပါဝင်ပါသည်။အစ္စရေးကအဲ့ဒီအစီအစဉ်ကို အကောင့်ထဲပေါ်ဖို့အရန်စစ်တီအရေးအတွက်တောင်းနဲ့ချီခေါ်ယူနေပါပြီးအစီအစဉ်ကိုတဖြည်းဖြည်းအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အစ္စရေးအာဏာပိုင်တွေကပြောကြားခဲ့ပါသည်။အိန္ဒိယစီရေးပစ်မှတ်များကိုလက်တုံပြန်မှုစတင်ဟုပါကစ္စတန်ကြေညာ။အိန္ဒိယစီရေးပစ်မှတ်တွေကိုမေလ30ရက်မနက်ပိုင်းကစလို့လက်တုံပြန်တိုက်ခိုက်မှုတွေပြုလုပ်နေပြီလို့ပါကစ္စတန်ဘက်ကကြေညာကြောင်းရိုက်တာသတင်းမှာဖော်ပြပါသည်။ကက်ရှမီးယားမှာရှိတဲ့လေတက်အခြေစိုက်စခန်းနဲ့ ပန်ချက်ပြည်နယ်အနောက်ပိုင်းလေရင်ကွင်းတစ်ခုအပါအဝင်အိန္ဒိယဒုံးကျည်သို့လောင်ယုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်သည်အခုလိုစစ်စင်ရေးပြန်မလုံမီမှာအိန္ဒိယဘက်ကပါကစ္စတန် လေတပ်စခန်း၃ခုကိုဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးဒီထဲကစခန်းတစ်ခုဟာပါကစ္စတန်မျိုးရောအစ္စလာမဘတ်အနီးကလေတပ်စခန်းဖြစ်တယ်လို့ပါကစ္စတန်ဘက်ကပြောပါသည်ဒါပေမဲ့ပါကစ္စတန်လေကြောင်းကာကွယ်ရေးစနစ်ကနေအိန္ဒိယဒုံးကျည်များစုကိုကြားဖြတ်ဟန်တားနိုင်ခဲ့တယ်လို့ဆိုပါသည်ဒီဖြစ်စဉ်ကြောင့် နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုအကြားဆယ်စုနှစ်၃ခုနီးပါးအတွင်းအတင်းမှဆုံးသောအခြေအနေဖြစ်လာပါသည်။ပြီးခဲ့တဲ့မေလ9ရက်မှာအိန္ဒိယကစင်ဒိုစစ်စင်ရေးကိုစတင်ခဲ့တာဖြစ်ပြီးပါကစ္စတန်ဘက်မှရှိတဲ့စစ်ရေးပြမှတ်တွေနဲ့အကြမ်းဖက်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ခဲ့ပါသည်။အပြန်အလှန်တိုက်ခိုက်မှုတွေစတင်ချိန်ကနေလက်ရှိအချိန်ထိအနည်းဆုံးလူ48ဦးသေဆုံးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါရှိပါသည်။ အိန္ဒိယပါကစ္စတန်စစ်ပွဲသည်မိမိတို့ကိစ္စမဟုတ်ကြောင်း JD Vance ပြောနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အာရှနိုင်ငံတွေကိုအမေရိကန်အနေနဲ့ထိန်းချုပ်နိုင်မှာမဟုတ်ကြောင်းနဲ့ဒီနှစ်နိုင်ငံကြားစစ်ပွဲကမိမိတို့ကိစ္စမဟုတ်ကြောင်းအမေရိကန်ဒုသမရ JD Vance ကပြောခဲ့ပါသည်မေလ၈ရက်က Fox News နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာအိန္ဒိယနဲ့ပါကစ္စတန်အနေနဲ့တင်းမာမှုတွေအရှိန်လျှော့တဲ့နယ်လို့ပြောခဲ့ပေမဲ့ဒါဟာမိမိတို့ကိစ္စမဟုတ်ဘူးလို့ Vance ကပြောခဲ့ပါသည် အမေရိကန်အနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကနှစ်နိုင်ငံလုံးနဲ့တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကလည်းမေလ၈ရက်မှာပါကစ္စတန်ဝန်ကြီးချုပ်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ဆက်သွယ်စကားပြောဆိုခဲ့ပြီးတင်းမာမှုတွေရှော့ချဖို့နဲ့တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းခဲ့ပါသည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေမြင့်တက်လာတဲ့အပေါ်ဝေဖန်ခဲ့တယ်လို့အမေရိကန်နိုင်ငံခြားရေးဌာနကလည်းနှစ်နိုင်ငံလုံးအနေနဲ့တာဝန်ယူမှုရှိရှိဖြေရှင်းဖို့တိုက်တွန်းထားပါသည်။ အိန္ဒိယဟာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်ရမှာ အမေရိကန်အတွက်အရေးပါတဲ့မဟာမိတ်ဖြစ်ပြီးအိန္ဒိယနဲ့ပါကစ္စတန်ကြားပြီးခဲ့တဲ့နှစ်ရက်ကြာတိုက်ပွဲတွင်မှာလူပေါင်းလေးဒါဇင်နီးပါးတေဆုံးခဲ့ပါသည် တာတူဖြစ်ပဲ့ထိန်းတုံးကြီးများမြောက်ကိုရီးယားစမ်းသပ်မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ဟာသူ့ရဲ့နောက်ဆုံးပေါ်စစ်တင်မော့အတွက်လက်နက်စနစ်တကိုစမ်းသပ်ပြီးနောက်တပတ်ဝန်းကျင်အကြာမေလ၈ရက်မှာ တာတူဖြစ်ပဲ့ထိန်းတုံးကြီးတွေကိုစမ်းသပ်ပစ်ခတ်ခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါသည် တာတိုပြစ်ပဲ့ထိန်တုံးကြီးလို့ယူဆရတဲ့ဒုံးကြီးတချို့ကိုထောက်လန်းမိခဲ့တယ်လို့တောင်ကိုရီးယားတမတော်စစ်ဦးစီးချုပ်ဖွဲ့ကပြောကြားခဲ့ပါသည်ကျွန်တော်တို့ရဲ့စစ်တပ်ကတောင်ကိုရီးယားနဲ့အမေရိကန်ပေါင်းစည်းထားတဲ့ကာကွယ်ရေးစနစ်အောက်မှာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေမပြုလုပ်မိစေဖို့အတွက်မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုတွေကိုအသေးစိတ်ဆောင်ကြည့်နေပါတယ်လို့ထုတ်ပြန်ချက်တစ်ခုမှာပြောကြားထားပါသည် မြောက်ကိုရီးယားဟာပြီးခဲ့တဲ့နှစ်အတွင်းကကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေကိုချိုးဖောက်ပြီးဒုံးကျည်မျိုးမျိုးကိုအများအပြားပြစ်ခတ်ခဲ့ပြီးအနုမျိုးလက်နက်ရှိတဲ့မြောက်ကိုရီးယားဟာယူကရိန်းနဲ့တိုက်ပွဲမှာတုံ့ပို့အတွက်ရုရှားကိုလက်နက်တွေတင်ပို့ဖို့စမ်းသပ်နေတာ ဖြစ်နိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောပါသည်။ဥရောပလေးနိုင်ငံမှကောင်းဆောင်များကူရက်တူရောက် ဖြစ်တဲ့ပြင်သစ်ဂျာမနီနဲ့ပိုလန်နိုင်ငံတို့ကခေါင်းဆောင်တွေဟာယူကရိန်းနိုင်ငံမျိုးတော်ကီယက်ကိုရောက်ရှိနေပြီးဒီနေ့မေလ30ရက်မှာယူကရိန်းသမ္မတဇယ်လင်စကီနဲ့ဆွေးနွေးမှုပြုလုပ်ဖို့ရှိနေပါသည်။ဥရောပအနေနဲ့ယူကရိန်းကိုထောက်ခံကြောင်းပြသတာဖြစ်တဲ့အပြင်ယူကရိန်းနဲ့ဥရောပနိုင်ငံတွေကြားစည်းလုံးညီညွတ်မှုကိုပြသတဲ့သဘောလည်းဖြစ်တယ်လို့ရိုက်တာကဖော်ပြပါသည်။ ဒီဆွေးနွေးပွဲမှာပြည်ထောင်စုကြီးကီယာစတာမာပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်ဂျာမနီအတီပီဖရက်ထရစ်မတ်စ်နဲ့ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်တိုပါဝင်ပြီးဒီလေးနိုင်ငံကကောင်းဆောင်တွေယူကရိန်းကိုပထမဆုံးအကြိမ်အတူလာရောက်တာလည်းဖြစ်ပါသည်အမေရိကန်နဲ့ဥရောပရဲ့ရက်သုံးဆဲအပြစ်ခတ်ရစဲရေးအစီအစဉ်နဲ့ပတ်သက်လို့ဆွေးနွေးမှုရှိနေပြီးရုရှားအနေနဲ့အပြစ်ခတ်ရစဲရေးကိုသဘောမတူရင် အေးအေးယူပိတ်ဆို့မှုတွေတိုးလုပ်ဖို့ရှိတယ်လို့ပြင်သစ်တတမန်က ပြောထားပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ခဗျ Like subscribe ခေါင်းလောင်းလေးနောက်ပေးကြအောင်နော်